ဲ့ဒီတော့22ရက်နေ့ပေါ့နော်ပြီးခဲ့တဲ့ဒီနေ့ပေါ့နော်22ရက်နေ့မှာဗုဒ္ဓဖူးချူကမေထုံရာသီကနေပြီးတော့ကရကတ်ရာသီကိုပြောင်းနေပေါ့နော်အဲ့တော့ဗုဒ္ဓဖူးချူပြောင်းတဲ့အတွက်ကျမတို့ကဘာဒီဂျုံရတယ်လဲလို့ပြောရင်ဗုဒ္ဓဖူးကကရကတ်မှာ ရှိနေတယ်ဆိုတာကနော်မေထုံမှာရှိနေတာကဒါသူ့အိမ်မှာသူရှိတဲ့အတွက်တိတ်ပြီးတော့ပြဿနာမရှိဘူးသို့တော့ ကတကတ်ကိုပြောင်းတဲ့အခါကျတော့ဘာဒီကျုံရနိုင်တယ်လဲဆိုရင်နံပါတ်၁ကဘေးရန်မကင်းကျုံရတတ်တယ်နော်ဘေးရန်မကင်းတာကဘလို့တွေဘသူတွေဘေးရန်မကင်းတာလဲလို့ပြောရင်တကဘာလုံးအနေနဲ့ဘေးရန်မကင်းမှုနော်အဲ့တော့တကဘာလုံးအနေနဲ့ဘေးရန်မကင်းမှုအဲတကဘာလုံးအနေနဲ့ဘေးရန်မကင်းတဲ့နေမှာပဲအဲအမေရိကန်ကဒီစစ်ပွဲထဲမှာပါလာပြီပေါ့နော်အဲဒါလေအကြောင်းရင်းကဒါလေစိတ်ပူရမယ်အနေထားတစ်ခုပေါ့နော်။ဘာကြောင့်လဲဆိုတော့တတိယကဘာစစ်ထိ ဖြစ်နိုင်တယ်ဆိုတဲ့အလားအလာ ရခိုင်တော့ပုံများလာတယ်ပေါ့နော်ဒါဘေဒင်တွတ်တဲ့လူတွေနက္ခတ္တဗေဒပညာရှင်တွေကလည်းဒါကိုကြူပြီးတော့ခံမှန်းကြတာတွေရှိပါတယ်နော်အဲ့တော့ဒါလည်းတပိုင်းပေါ့နော်အဲ့တော့ဒီကရကရာသီမှာဗုဒ္ဓဘူးရှိနေတာဘေးရမကင်းနေကြုံရတတ်တယ်ဒါအပြင်အနိုင်ကျင့်တာတွေပို့ပြီးတော့များလာတတ်တယ်ပေါ့နော်အနိုင်ကျင့်တာကဘာတွေလဲလို့ပြောရင် ပြောရင်တော့ကြီးနိုင်ငယ်ညင်းပေါ့နော်အင်အားကြီးရဲ့လူတွေကအင်အားငယ်တဲ့လူတွေကိုအနိုင်ကျင့်တာပေါ့နော်အကြီးတွေကအငယ်တွေကိုအနိုင်ကျင့်တာတိုင်းပြည်ကိုအုပ်ချုပ်နေတဲ့လူတွေကပြည်သူပြည်သားတွေကိုအနိုင်ကျင့်တာဒါမျိုးတွေနော်ဥမာစီးပွားရေးမှာဆိုလေအင်အားကြီးတဲ့စီးပွားရေးသမားကြီးတွေကနော်အင်အားသေးတဲ့စီးပွားရေးသမားလေးတွေကိုအနိုင်ကျင့်တာပေါ့အဲ့လိုမျိုးကြီးနိုင်ငယ်ညင်းတွေကပို့ပြီးတော့ ေါ်လာနိုင်တဲ့အလားအလာရှိပါတယ်เนาะဒါဂျူရီအပြောင်းလဲရပါเนาะအဲ့တော့ဒါအပြင်ကျမတို့ကတဘာဝဘေးစစ်ဘေးယောဂဘေးရလဲဒီကာလဒီနှစ်အတွင်းမှာရှိနေသေးတယ်ပေါ့เนาะအဲ့တော့တဘာဝဘေးလို့ပြောရင် လေမုန်တိုင်းလေစင်နမောင်မုန်တိုင်းနေနေအလတ်စားအင်းအားရှိတဲ့အလတ်စားအင်းအားရှိတဲ့မုန်တိုင်းနေကျုံရနိုင်တယ် ရေကြီးတာတွေရေရှမ်းတာတွေကြုံရတယ်လို့တစ်ဖက်မှာလည်းရေပြက်လက်တာတွေနော်တောက်ရေသုံးရေအခက်ခဲတွေ့တာတွေဒါမျိုးတွေလည်းကြုံရတတ်တယ်ပေါ့နော်ပြီးတော့လူလိန်လူကောက်လူညာတွေပေါ်လာတာလည်းကြုံရနိုင်တယ်ပေါ့နော်ဒါကကျမတို့ကဘာဘေးစစ်ဘေးယောဂဘေးအပြင်ကျမတို့ဂယုဆိုင်ရမှာကကြီးနိုင်ငင်းင်းတွေပုံများလာတဲ့အတွက်ဒါကတော့အထူးဂယုဆိုင်ပါလို့ကျမကမြစ်တာနဲ့ မှာကြားချက်နေအဲ့တော့ဒီကာလမှာဘလိုမျိုးအစီရင်ရတရာကပြုတ်တင်တာလဲလို့ပြောရင်နံပါတ်1ကစံပြုတ်ဆုံးကတ်ပါနော်စံပြုတ်စံပြုတ်ကိုတခြားစံမုံစံပြုတ်ပဲဖြစ်ဖြစ်စံပြုတ်ဆုံးကတ်ပါနော်တချို့ရက်တွေမှာနဝင်းဆုံးကတ်လို့ရတယ်တချို့ရက်တွေမှာတော့စံပြုတ်ဆုံးကတ်ပါကြီးနိုင်ငင်းငင်းကိစ္စတွေရှိတဲ့အတွက်အိမ်ကသားသမီးတွေကိုနော်မိသားစုဝင်တွေအားလုံးတနေ့ကိုတန်ဖုတ်တီ36ခေါက်စီ ပူဇော်ပါနော်တမ္ပုတ်တီပူဇော်ခြင်းအဖြစ်ပြီးတော့ကျမတို့ကဟုတ်ပြီတန်ပုတ်ဒီနောက်ပြီးတော့ကျမတို့မြစ်တာသုံးပေါ့နော်မြစ်တာဘာဝနာပွားတာအပြင်ဒါရဏပရိတ်ကိုလည်းပူဇော်ပါလို့ကျမကမြစ်တာနဲ့တိုက်တွန်းချင်ပါတယ်နော်ဒီကာလမှာဒါရဏပရိတ်ကိုပူဇော်ခြင်းအဖြစ်နော်အထအရအညံ့အစိုးတွေတတ်တာနိုင်ပါတယ်ဆံပြုတ်ဆုံးကပ်ပါတန်ပုတ်ဒီကို36ခေါက်ပူဇော်ပါမြစ်တာသုံးကို အချိန် အားရှိအချိန်ရှိနေသေး၍မေတ္တာသုတ်ကိုပွားနေပါเนาะမေတ္တာသုတ်ကိုမရဘူးဆိုရင်လူနဲ့မြန်မာတတ္တဝါတွေစမ်းပါပါစေချမ်းသာပါစေဘေးရန်ဒီလိုချင်းအချင်းချင်းကိရှင်းကြပါစေဆိုပြီးတော့လေကုစော်နိုင်ပါတယ်เนาะပြီးတော့ကျမတခုထပ်ပြီးတော့ပေါ့เนาะဒါအိမ်ကနေတချို့အရေးကြီးတဲ့နေ့တွေရှိတယ်အဲ့လိုအရေးကြီးတဲ့နေ့တွေမှာနေ့ကျန်းတဲ့နေ့တွေအရေးကြီးတဲ့နေ့တွေမှာ အိမ်ကနေမထွက်ခင်မှာနော်ဟိုသွားမဲ့နေရဥမာအလုတ်ဖြစ်ခြင်းဖြစ်မဲ့ကြောင်းဖြစ်ခြင်းဖြစ်မဲ့ခရီးဖြစ်ခြင်းဖြစ်မဲ့ဈေးသွားဝယ်တာပဲဖြစ်ခြင်းဖြစ်မဲ့အဲ့လိုမျိုးနေတွေမှာပထမဦးဆုံးလောက်ရမှာကအိမ်ကနေထွက်တော့မယ်မထွက်ခင်မှာပထမဦးဆုံးဖျားရှိခိုးသွားပါ ဖျားရှိခိုးတဲ့အခါမှာအရှိရှိခိုးဆရာမလို့ဗုဒ္ဓံတဏ္ဍကစ္စာမိဓမ္မံတဏ္ဍကစ္စာမိတန်ခံတဏ္ဍကစ္စာမိဒုတိယမိဗုဒ္ဓံတဏ္ဍကစ္စာမိဒုတိယမိဓမ္မံတဏ္ဍကစ္စာမိဒုတိယမိတန်ခံတဏ္ဍကစ္စာမိတတိယမိဗုဒ္ဓံတဏ္ဍကစ္စာမိတတိယမိဓမ္မံတဏ္ဍကစ္စာမိတတိယမိတန်ခံတဏ္ဍကစ္စာမိနော်တရဏဂုံတီပါပြီးရင်ငါးပါးသီလကိုအញ្ញံယူပါငါးပါးသီလယူမယ်ပြီးရင်မလုပ်မလဲလို့ပြောရင်နော်ကျွန်တော်ကိုစောင့်တော့ကိုစောင့်နှန်းနဲ့တကွ နော်တောဆောင်တမာဒီဝနှကောင်းနဲ့မြတ်အပေါင်းတို့နော်ကျွန်ုပ်ပြုသမျှဒါနကုသိုလ်သီလကုသိုလ်ဘာဝနာကုသိုလ်တို့ကိုသင်တို့ကမြတ်တာအမျှပေးပါတယ်သင်တို့ကလည်းဤတနေ့လုံးဤနေ့အဖို့ကျွန်ုပ်သွားလီရာနေရာမှာဘေးမတိရံမခပဲနော်ပြုလို့ရမိကိစ္စတွေကို အောင်မြင်စွာ ပြုလို့နိုင်ဖို့အတွက်ကျွန်ုပ်ကိုစောင့်ရှောက်ပေးပါလို့နော်အဲ့ဒီလိုမျိုးမြတ်တာ ဘယ်လိုပြောမလဲဆူတောင်းမယ်ပေါ့နော်ကျမအရေးဆုံးဖြစ်စေချင်တာကဘုရားရှိခိုးမယ်ပြီးရင်ငါးပါးသီလယူမယ်ပြီးရင်နော်ဘုရားရှိခိုးတာတရဏဂုံတည်တယ်ပြီးရင်ငါးပါးသီလယူမယ်ပေါ့နော်ပြီးရင်ဖြစ်နိုင်တယ်ဆိုရင်တော့ဂုံတော်၉ပါးကို၃កောက်သို့မဟုတ်၉កောက်ပူဇော်ပါနော်အဲ့လိုပူဇော်ပြီးရင်ကျမတို့ကျွန်ုပ်ပြုသမျှဒါနကုသိုလ်တိလာကုသိုလ်ဘာဝနာကုသိုလ်တို့ကိုလေကျွန်ုပ်ညကျွန်ုပ်ဤကိုးစားနှန်းနှင့်တကွ နော်အဲတောဆောင်နဲ့တောင်ဆောင်နဲ့မြို့ဆောင်နဲ့ရွာဆောင်နဲ့ရုပ်ကစိုးဘုံမစိုးအာကာသစိုးနဲ့ဝေဒဝင်းနဲ့သာသနာတော်ဆောင်နဲ့သမုတ်တရားဆောင်နဲ့ဝလာဟာကနဲ့ပစ္စုံနဲ့စတူလောကပါဠနဲ့တကြားမြမသူရာယမအဆရှိသောနတ်မြမအပေါင်းတို့အားကျွန်ုပ်ကမေတ္တာအမျှပေးဝေပါတယ်ဆိုမေတ္တာဖို့အမျှဝေပါပြီးရင်ဤကဲ့သို့ပြုရသောကုသိုလ်တို့ကြောင့်နော်ကို့မှာကိုကဘာကိုဆူတောင်းရမလဲလို့ပြောရင်နော်ဤနေ့ ကျွန်ုပ်ပြုသမျှနော်ကိုသွားမဲ့နေရာကိုမှန်းလိုက်စိတ်ကမှန်းပြီးတော့ကျွန်ုပ်နော်သွားမဲ့နေရာကျွန်ုပ်ပြုသမျှကိစ္စအဝဝအလုံးဘေးအန္တရာယ်ကင်း၍နော်အဆင်ပြေချုံးမွေ့စေရန်အတွက်ကျွန်ုပ်ကိုကူညီပေးပါဆောက်ရှောက်ပေးပါဆိုပြီးတော့မေတ္တာပို့ပြီးတော့ဆုတောင်းပါနော်ဒါလေးကိုတော့ကျွန်မထင်နေလုံနိုင်ပါလိမ့်မယ်အဲ့ဒီလိုလေးလှုပ်သွားပါနော်တချို့ကလည်းအဲ့လိုရှိရှိဝူးဝေးယူရတာကြီးမယူချင်ဘူးဆိုရင် အိမ်မှာအမေရှိအမေကိုရိုးရိုးသေးသေးနဲ့လက်အုပ်လေးချီပြီးတော့ကတော့သွားပါအမေအပြစ်သွားအောင်မယ်ဆိုရင်အမေကအေးအေးငါသားလေးချမ်းသာပါစေချမ်းသာပါစေဘေးရန်ကင်းပါစေဆိုရင်တိတ်ကောင်းလေနော်ငါသမီးလေးချမ်းသာပါစေချမ်းသာပါစေဘေးရန်ကင်းပါစေဆိုရင်တိတ်ကောင်းလေနော်အဲ့ဒီလိုမျိုးမိဘကိုအဖေဖြစ်ဖြစ်အမေဖြစ်ဖြစ်နော်သွားကန်ဒီမှာလက်အုပ်ချီကတော့ပြီးတော့မိဘရဲ့ဆုတောင်းတာကိုလက်ခံပြီးမှသွားပါလို့ကျမကမြစ်တာနဲ့အထူး မှားခြင်းပါတယ်ခိကာလာအင်မတန်ကျမ်းပါတယ်နော်ဘသူမဆိုးအချိန်မရွေးတခုခုဖြစ်သွားနိုင်တဲ့ကာလဖြစ်ပါတယ်ဒါကြောင့်ကျမကတော့နော်ဒါလေးကိုတော့လှုပ်ဖြစ်အောင်လှုပ်ပါလို့ကျမကမြတ်တာနဲ့တိုက်တွန်းပါတယ်နော်ဟုတ်ပြီအဲ့တော့ကျမအခုနှစ်ဂျုံက23ရက်နေ့ကနေပြီးတော့29ရက်နေ့အတွင်းမှာကျမတို့နော်ဂျိုနီထားပေါ်မှာမူတည်ပြီးတော့ဆောင်ရံရှောင်ရံတွေကိုကျမပြောပါမယ်နော် ဇွန်လ23ရက်နေ့ပေါ့နော်ဇွန်လ23ရက်နေ့ကတော့ပြောမယ်ဆိုလို့ရှိရင်တော့အဲသုတိယရုပ်ပေါ့နော်ကျမတို့အဲသုတိယရုပ်နဲ့ညနေ3နာရီမှာကြီးပွားတိုးတက်စေတဲ့ဝေပုမာနာရုပ်ရထားတဲ့နေ့ဖြစ်ပါတယ်ပြောမယ်ဆိုတော့နေကောင်းတယ်လို့ပြောရမယ်ပေါ့နော်နေကောင်းတယ်နေကောင်းတဲ့နေ့လို့ပြောနိုင်ပါတယ်နော်အဲ့တော့အဲ့ဒီနေ့မှာတော့ ရှောင်းရံအမောင်ကာလကိုကျွန်မပြောပါမယ်နော်ရှောင်းရံအမောင်ကာလကတော့မနက်9:30နာရီနော်ရှောင်းရံအမောင်ကာလကမနက်9:30နာရီနော်မနက်9:30နာရီကနေပြီးတော့မနက်9:00နာရီအတွင်းနော်နေ့တနာရီ33မိနစ်ကနေပြီးတော့ညနေ4:00နာရီနဲ့21မိနစ်အတွင်းကအချိန်အခါ မကောင်းပါဘူးเนาะအဲ့ဒီအချိန်ခါကိုရှောင်ပြီးတော့ကိုလှုပ်ချင်တဲ့ကိုအောင်မြင်စီလိုတဲ့ကိစ္စတွေကိုလှုပ်ဆောင်မယ်ဆိုရင်တော့လှုပ်ဆောင်နိုင်ပါတယ်ကံပွင့်လက်ပွင့်စီတဲ့အရာကတော့စင်ဆွေရောင်ဖြစ်ပါတယ်เนาะကံပွင့်လက်ပွင့်စီတဲ့အရာကစင်ဆွေရောင်ဖြစ်ပါတယ်အရက်မျက်နာအနေနဲ့ဆိုလို့ရှိရင်တော့မြောက်အရက်ဖြစ်ပါတယ်เนาะရှူပွားရမယ်ဂါထာကတော့တန်ပုတ်တီဂါထာနဲ့ဂုံတော်ကွန်ချာဖြစ်ပါတယ် ဆုံးကမယ်ဆိုလို့ရှိရင်တော့ဒီလိုနေ့မှာနဝင်းဆုံးတက်လူပူဇော်နိုင်ပါတယ်เนาะဂျုံလ24ရက်နေ့ပေါ့เนาะဂျုံလ24ရက်နေ့အင်္ဂါနေ့เนาะဂျုံလ24ရက်နေ့အင်္ဂါနေ့ကတော့မာတင်ကယုတ်လို့ခေါ်တဲ့เนาะဆွေမျိုးတွေတိုးပွားစေတဲ့မာတင်ကယုတ်နဲ့ပင်မန်းစင်းရဲခြင်းကိုဖြစ်ပေါ်စေတဲ့ရက်ခါတယုတ်ရတဲ့နေ့ဖြစ်ပါတယ် ညရအကောင်းအဆိုးရောနေတဲ့နေ့ဖြစ်ပါတယ်။ရှောင်းရံအမှောင်ကာလကတော့မနက်10:00နာရီနဲ့44မိနစ်ကနေပြီးတော့နေ့7:00နာရီနဲ့8မိနစ်အတွင်းဟာအမှောင်ကာလဖြစ်ပါတယ်။အဲ့ဒီကာလမှာအရေးကြီးတဲ့ကိစ္စတွေအောင်မြင်စေလိုတဲ့ကိစ္စတွေကိုမလုပ်ပါနဲ့။เนาะဒါလူတိုင်းအတွက်ပြောတာပါเนาะ။လူတိုင်းအတွက် ပြောတာပါ။နိုင်ငံတိုင်းအတွက်ပြောတာပါ။အဲ့ဒီကာလဟာအမှောင်ကာလဖြစ်တယ်။နေ့7:00နာရီနဲ့42မိနစ်ကနေပြီးတော့ည7:00နာရီအတွင်းကလည်း အမောင်ကာလဖြစ်ပါတယ်เนาะအဲ့တော့ကျွန်မပြောချင်တာကအမောင်ကာလကြီးဆိုးတဲ့နေ့ပါเนาะအဲ့တော့အင်္ဂါနေ့လေးဖြစ်တယ်အမောင်ကာလလည်းကြီးဆိုးတဲ့အတွက်နော်ကံကောင်းလက်ပွင့်စေတဲ့အရာနေတဲ့အဖြူရောင်ကိုဝစ်ဆင်နိုင်ပါတယ်နော်ရွပွားရမယ်ဂါတာအော် sorry အရက်မျက်နာပေါ့နော်အရက်မျက်နာအနေနဲ့ဆိုရင်အနောက်တောင်ရက်ပါရွပွားရမယ်ဂါတာအနေနဲ့ဆိုလို့ရှိရင်တော့ဒါဒနာပရိမြတ်တာသုံးနေသံပုတ်တီဂါတာပဲဖြစ်ပါတယ်နော် လှူဒန်းရမယ်အခါရလှူဒန်းရမယ်စွန်းအနေနဲ့ဆိုရင်တော့စံပြုတ်လှူဒန်းမှာ2020 sorry 25ရက်နေ့ဇွန်လ25ရက်နေ့ကတော့เนาะချင်းမြင့်မြောက်စားခြင်းခံရတတ်တဲ့အမတာယုတ်နဲ့ပစ္စည်းဥစ္စာတွေကုန်ဆုံးစေတတ်တဲ့မုတလာယုတ်ရထားတဲ့နေ့ဖြစ်ပါတယ်ပြောမယ်ဆိုလို့ရှိရင်တော့နေ့အကောင်းအဆိုးရောထွေးနေပါတယ် အမောင်ကာလကတော့နေ့12နာရီကနေပြီးတော့နေ့တနာရီနဲ့မိနစ်30အတွင်းကအချိန်ခါမကောင်းပါဘူးအဲ့ဒီအချိန်ခါလာကိုကြော်လွန်ပြီးတော့ကိုကအောင်မြင်စီလို့တဲ့ကိစ္စတွေကိုလှုပ်ဆောင်မယ်ဆိုရင်တော့အသင့်အတင့်ကောင်းပါတယ်နော်ကံကောင်းလက်ပွင့်စီတဲ့အယောင်ကတော့အပြာယောင်ဖြစ်ပါတယ်အရက်မျက်နှာအနေနဲ့ဆိုရင်တော့အနောက်အရက်ပဲ ဖြစ်ပါတယ်။ရွပွားရမယ့်ဂါထာကတော့ဂုံတော်ကွန်ချာနဲ့ဒါရဏပရိတ်ကိုရွပွားပါ။ကတ်လူရမယ့်စိုးနေနေကတော့စံပြုတ်ကိုလူတန်းမှာလူကျမမေတ္တာနဲ့တိုက်တွန်းပါတယ်။ဇွန်လ26ရက်နေ့ကြာတပတိနေ့ကတော့ကာလနာယုတ်နဲ့ကာ sorry ကာနာယုတ်နဲ့ကာနာယုတ်ဆိုတာကဆင်းရဲဒုက္ခတွေကိုကြုံတွေ့စေတတ်တဲ့ယုတ်ကကာနာယုတ်ပါเนาะအဲ့တော့ကာနာယုတ်နဲ့เนาะ ကိစ္စအဝဝကိုအောင်မြင်ပြီးစီးစေတတ်တဲ့တိတ်တိယုတ်ရထားတဲ့နေဖြစ်ပါတယ်ပြောရင်တော့အကောင်အဆိုးရောထွေးနေတဲ့နေပါเนาะဒီကာလတွေသတိထားမိလားမသိဘူးတော်တော်များများအကောင်ရောအဆိုးရောကျမတို့ကြုံနိုင်တဲ့ကာလတွေဖြစ်နေတာတွေ့ရတယ်ပေါ့เนาะရှောင်းရံအမောင်ကာလကတော့မနဲ့เนาะအမ် sorry နေလေပေါ့เนาะနေလေတနာရီနဲ့30မိနစ်ကနေပြီးတော့ညနေ3နာရီအတွင်းဟာအချိန်ကာလမကောင်းပါဘူး အဲ့ဒီရှောင်ရင်အမှောင်ကာလကိုရှောင်ပြီးတော့ကျမတို့နော်ကိုအောင်မြင်စေလိုတဲ့ကိစ္စတွေကိုလှုပ်ဆောင်မယ်ဆိုရင်တော့လှုပ်ဆောင်နိုင်ပါတယ်နော်ကျမကတော့ဘယ်အချိန်ကိုလှုပ်ဆောင်စေချင်သလဲလို့ပြောရင်နေ့7နာရီနဲ့36မိနစ်အလွန်ကြမှတိတ်တိရုပ်ရတာအဲ့တော့လုံးမယ်ဆိုလို့ရှိရင်เนาะနေ့7နာရီရနေပြီးတော့နေ့7နာရီခွဲမတိုင်ခင်မှာလှုပ်ဆောင်စေချင်တယ်เนาะကောင်းတဲ့အချိန်ကာလကနေ့ 17နာရီခွဲမတိုင် sorry 17နာရီခွဲပြီးမှ17နာရီနဲ့36မိနစ်မှဒီဟာကသိတိယုတ်ကိုပြောင်းတာပေါ့နော်အဲ့တော့17နာရီနဲ့မိနစ်40ကနေနေ့တနာရီ30မိနစ်မတိုင်ပြီးမှကိုအောင်မြင်စေလိုတဲ့ကိစ္စတွေကိုလုပ်ပါလို့ကျွန်မကမြစ်တာနဲ့တိုက်တွန်းပါတယ်နော်ကံကောင်းလက်ပွင့်စေတဲ့အရာကတော့အဝါရောင်ဖြစ်ပါတယ်ရွှေရောင်အဝါရောင် ကံကောင်းလက်ပွင့်စေပါမယ်အရက်မျက်နှာအနေနဲ့ဆိုလို့ရှိရင်တော့အနောက်မြောက်ရက်ဖြစ်ပါတယ်ရှုပွားမယ်ခါတာကတော့မေတ္တာသုံးနဲ့မေတ္တာသုံးနဲ့ဒါရဏပရိဖြစ်ပါတယ်ပဋ္ဌာန်းရွတ်တက်တဲ့လူတွေပဋ္ဌာန်းရွတ်လေးရှိတဲ့လူတွေကလည်းအဲ့ဒီနေ့မှာမေတ္တာသုံးနဲ့ပဋ္ဌာန်းကိုပူဇော်လို့ရပါတယ်လှူဒန်းရမယ်နော်အခါရလှူဒန်းရမယ်စွန်းအနေနဲ့ကတော့နဝင်းစွန်းကိုလှူဒန်းနိုင်ပါတယ်ဂျူလာ29ရက်နေ့ကတော့ တောက်ကြနေဖြစ်ပါတယ်။တောက်ကြနေမှာတော့ပစ္စည်းဥစ္စာတွေကိုကုန်ဆုံးစေတတ်တဲ့လုံဘကရုပ်နဲ့နော်နနက်၁၇နာရီအလွန်မှာတော့လူတွေထိကြိုက်ဆုံးရှုံးစေတတ်တဲ့သိဆုံးစေတတ်တဲ့ဥပါဒါရုပ်ရထားတဲ့နေ့ဖြစ်ပါတယ်နော်။ပြောမယ်ဆိုတော့တဏီကုန် နေချမ်းပါတယ်။တောက်ကြနေဖြစ်ပေမဲ့နေချမ်းနဲ့အခါချမ်းနဲ့အတွက်အောင်မြင်စီလိုတဲ့ကိစ္စတွေကိုတော့အဲ့ဒီနေ့မှာမလုပ်ပါနဲ့လို့ကျမကမြစ်တာနဲ့တိုက်တွန်းပါတယ်။ကံကောင်းလက်ပွင့်စီတဲ့အရာကတော့အစိမ့်မှုရောင်အပြာရောင် ဖြစ်ပါတယ်။အရက်မျက်နှာအနေနဲ့ဆိုလို့ရှိရင်တော့မြောက်အရက်ပဲဖြစ်ပါတယ်နော်။ရွတ်ပွားမဲ့ဃာတာကတော့မြစ်တာတော့နော်ယတနာ၃ sorry ယတနာ၃မြတ္တာ၃ပုပ္ပနာ၃အဲ့ဒီ ရိတ်ကြီးဆက်သက်တော့တဲ့အဲ့ဒီသုံးသုတ်ကိုပူဇော်ပါလှူဒန်းရမယ်နော်စွန်းအနေနဲ့ကတော့နဝင်းစွန်းကိုလှူဒန်းနိုင်ပါလေဂျူလာ28ရက်နေ့ပေါ့နော်ဂျူလာ28ရက်နေ့ကတော့ကျမတို့စနေနေ့ဖြစ်ပါတယ်စနေနေ့ကတော့တိုးတက်ကြီးပွားစေတဲ့မိထာယုတ်နဲ့ ဖုံးကန်ကြီးမားစေတတ်တဲ့မာနာသရုပ်ရထားတဲ့နေ့ဖြစ်ပါတယ်။နေ့ကောင်းတဲ့နေ့ဖြစ်ပါတယ်။စနေနေ့ဖြစ်ပေမဲ့နေ့ကအထူးကောင်းပါတယ်။နော်အထူးကောင်းတဲ့အတွက်ကိုယ့်ရဲ့အောင်မြင်စေလိုတဲ့ကိစ္စတွေနော်ဆောင်ရွက်တာတွေငွေကြေးကိစ္စတွေလှုပ်ဆောင်မလားနော်။နောက်ရေတရားခြေတာတွေနော်။နောက်ပြီးတော့ဟိုဘယ်လိုပြောမလဲ။ စေးဖော်တာတွေဒါလောကီပညာနဲ့ဆိုလို့ရှိရင်လေဒီနေ့ကလုတ်တဲ့နေ့ပေါ့နော်ပြီးတော့လောကီပညာနဲ့မဟုတ်ဘူးကျမတို့ចောင်းတက်ဖို့ပေါ့နော်ဒါတခုခုစတင်တာတွေပေါ့နော်အဲစိုက်သိပ်ဖွင့်တာတွေဒါမျိုးတွေလုပ်မယ်ဆိုလေဒီနေ့ဟာလုတ် ခါကောင်းတဲ့နေ့ပေါ့နော်အမောင်ကာလာကတော့မနက်တနာရီခွဲရနေပြီးတော့မနက်9နာရီနဲ့6မိနစ်တွင်ကအမောင်ကာလာဖြစ်သလိုမနက်9နာရီရနေပြီးတော့မနက်10နာရီနဲ့30မိနစ်အတွင်းကလည်း အမောင်ကာလဖြစ်ပါတယ်အဲ့ဒီအမောင်ကာလကိုရှောင်ကျင်ပြီးတော့ကျွန်မတို့ကကိုအောင်မြင်စေလိုတဲ့ကိစ္စတွေကိုလုပ်လို့ရပါတယ်เนาะဟိုဆက်မနာတွေလုပ်တာတွေเนาะဘယ်လိုပြောမလဲဟိုကွန်ပစ္စည်းတွေစဖြန့်တာတို့ဟလားစချုပ်ချုပ်တာတို့နော်ဒါမျိုးတွေလုပ်မယ်ဆိုလဲလုပ်လို့ရပါတယ်ထီကန်ဆန်းရင်လည်းကောင်းတဲ့နေ့ပါနော်အဲဒီနေ့အဲ့နေ့ရတော့ကျွန်မထင်တယ်ထီကန်ဆန်းလို့ကောင်းတဲ့နေ့နော်ခိုင်းထီဆိုရင်အဲစနေနေ့ ဇွန်လ28ရက်နေ့စနေနေ့မှာထီကန်ဆန်းကြည့်ပါနော်ထီကန်ဆန်းလို့ကောင်းတဲ့နေ့ဖြစ်ပါတယ်ဇွန်လ29ရက်နေ့တနင်္ဂနွေနေ့ကတော့ပျက်စီးဆုံးရှုံးမှုတွေကိုဖြစ်စေတတ်တဲ့ဝစီယာယုံနဲ့နော်မနက်10:58နာရီနဲ့58မိနစ်အလွန်မှာတော့အရိုက်ပုတ်ခံရတတ်တဲ့ဒုက္ခဆင်းရဲတွေကိုဖြစ်စေတတ်တဲ့မူကားယုံရထားတဲ့နေ့ဖြစ်ပါတယ်ပြောမယ်ဆိုရင်တော့တနေ့လုံးနေ့မကောင်းအခါမကောင်းပါဘူးเนาะအဲ့တော့ဒီလိုနေ့မှာတော့ جماعه က อ๋อคุณน่ะ sorry คุณน่ะสนีนี่มาเนาะ sorry sorry จม้าตะคู่ပြောหมดจังแก่เดสนีนี่มาตันกาวเล็บป่วนสีเดอะหยางเนาะตันกาวเล็บป่วนสีเดอะหยางก็รอมีโกหยางนับยาหยางนีเกหยางไม่ผิดป่ะเนาะอนาคตอายะกะတန်ကောင်းလက်ပွင့်စေတဲ့အရက်ဖြစ်ပါတယ်ရွတ်ဖက်ရမယ့်ဂုံတော်ကတော့ဂုံတော်ကွန်ချာနဲ့ဒါဒနာပရိတ်ကိုရွတ်ဖက်နိုင်ပါတယ်မြတ်တာတို့ကိုပူဇော်မယ်ဆိုရင်တော့ပူကောင်းပါတယ်เนาะလှူဒန်းရမယ့် အခါရလှူဒန်းရမယ်ဆုံးကတော့နဝင်းဆုံးပဲဖြစ်ပါတယ်။ဂျုံလာ29ရက်နေ့တနင်္ဂနွေနေ့ရတော့နော်ပျက်စီးဆုံးရှုံးစေတတ်တဲ့ဝစီယယုံနဲ့ရိုက်ပုတ်ခံရတတ်တဲ့ဒုက္ခဆင်းရဲကို ဖြစ်စေတတ်တဲ့မူကယုံရထားတဲ့နေ့ဖြစ်ပါတယ်နော်ဒီလိုနေ့မှာတော့ကိုယ်အောင်မြင်စေလို့တဲ့ကိစ္စတွေကိုရှောင်သင့်တယ်လို့ကျွန်မအနေနဲ့ယူဆပါတယ်တနေ့လုံးလည်း အမောင်ကာလကဒီနေ့လုံးမကောင်းပါဘူးเนาะအဲ့တော့အဲ့လိုနေ့မှာကောင်းကောင်းလက်ပွင့်စေတဲ့အရာကတော့မီးခိုးရောင် ဖြစ်ပါတယ်အဖြူရောင်ဖြစ်ပါတယ်အရက်မျက်နှာအနေနဲ့ဆိုလို့ရှိရင်เนาะအနောက်အရက်ဖြစ်ပါတယ်ရွတ်ဖက်ရမယ်ဂါထာကတော့ဂုံတော်ကိုပါကိုရွတ်ဖက်ပါပြီးရင်ကျမတို့ဒါဒနာပရိတ်တော်ကိုရွတ်ဖက်ပါမေတ္တာတုပ်ကိုပွားများပါလှူဒန်းရမယ်စွန့်အနေနဲ့ကတော့ကျမကတော့ လှူဒန်းရမယ်စွန်းအနေနဲ့ကတော့နဝင်းစွန်းသို့မဟုတ်စံပြုတ်သင့်လျော်ရအောင်လှူဒန်းနိုင်ပါတယ်။တနည်းအနေနဲ့မှာကျမပြုလုပ်စီချင်တာကတော့အိမ်ကဖျားစင်ကိုတန်ရှင်းရေးလုပ်တာတွေလုပ်စီချင်ပါတယ်။နောက်ဖုန်ကြီးကြောင်းနေဟလာတော့နောက်ကိုအထွတ်မြတ်ထားတဲ့နေရာတွေမှာလူဝင်လူသွားလူလာတွေအတွက်တန့်ရှင်းအောင်ပေါ့နော်ဓမ္မယုံဘုံကြီးကျောင်း နော်ရက်ကွက်ဓမာယုံတို့မှာတန်ရှင်းလောက်တာမျိုးတွေလောက်ဆောင်တဲ့လို့ကျွန်မအနေနဲ့ယူဆပါတယ်နော်ဒါကတော့ဇူလ23ရက်နေ့ကနေပြီးတော့29ရက်နေ့အတွင်းနေ့အလိုက်ဆောင်ရန်ရှောင်းရန်တွေကိုပြောသွားတာဖြစ်ပါတယ်စစ်တော်သူများဒီကာလဟာကျွန်မတို့ဂယူဆိုင်ရမယ်ကာလဖြစ်တဲ့အတွက်အားလုံးပဲဂယူဆိုင်ပါလို့ကျွန်မကချစ်ချင်းမြတ်တာနဲ့ကျွန်မကတိုက်တွန်းအပ်ပါတယ်